ဟုတ်ကဲ့မင်္ဂလာပါရှင် SSF Channel မှာကြိုဆိုပါရစေဒီနေ့တော့ခရမ်းသီးကို share နှက်ပြမှာဖြစ်ပါတယ်ပထမအဦးဆုံးခရမ်းသီးစိမ်မဲ့ပကံခွက်ရောင်ထဲကို ရေထည့်မယ်ရေထဲကိုစားထည့်မယ်စားထည့်ပြီးတော့ခရမ်းသီးကိုမိမိကအလုံးလိုက်နှက်ခြင်းနဲ့ဆိုရင်လည်းစိတ်ကြိုက်ပါဒီမှာတော့ SSF ကခရမ်းသီးကိုဒီအရင်ရှည်တဲ့အတွက်ကြောင့်မလို့ဒီမှာ၃ပိုင်းပိုင်းနဲ့ပြီးတော့အရာလေးတွေပေးပါမယ်ဒါကတော့မိမိစိတ်ကြိုက် ပုံစံကို လုံနိုင်ပါတယ်เนาะ KND ကတချို့နဲ့လည်းတဲ့ပါတယ်တချို့ကလည်း KND စာရင်ရားတတ်ပါတယ်ကျမတော့ KND စာရင်အနည်းငယ်ရားတတ်တယ်ဒါကြောင့်မလို့ကျမ KND စိမ့်မဲ့ဒီစလုံးနဲ့ကိုစားခတ်ပြီးတော့ KND ကိုထည့်ပြီးတော့စားနဲ့ရေစင်ခြင်းအပြင်နံပါတ်1 KND ဒီအယောင်ပြောင်းမသွားစေပါဘူးနံပါတ်2အရာကိုရောကြစေပါတယ်ဒါကြောင့်မလို့ကျမဒီ KND နှက်ကိုကောင်းကောင်းစားလို့ရပါတယ်ရှင် အချိန်ကြာကြီးတော့စိန်စရာမလိုပါဘူး9မိနစ်10မိနစ်လောက်ဆိုရင် လုံလောက်ပါတယ်နော်စိန်ပြီးသွားတာနဲ့ကျမတို့သူ့ကိုရင်ဆင်းပြီးတော့တန့်စင်ရင်ဆစ်ထားရပါမယ်ပထမဦးဆုံးခင်းသည့်နှက်ရံအတွက် စီတက်မယ်စက်သွုံပြူနဲ့စက်သွုံနီကို ကျမစီတက်ခဲ့ပါတယ်တချို့ကလည်းခင်းသည့်ကိုကောင်းကောင်းနှက်တတ်ကြပါတယ်တချို့ကလည်းခင်းသည့်မနှက်တတ်ကြလို့ကျမဝလာမေးတဲ့သူတွေရှိပါတယ်အဲ့နောက်မှာတော့သူ့တဲကိုဆနွှဲမုံထည့်တယ်ဒါကတော့စီတက်တဲ့ရဲ့ထုံးစံမှာပဲเนาะဆနွှဲမုံထည့်ပြီးတော့ အတိအကားကတော့စီတက်ဖြစ်ပါတယ်စီတက်တဲ့အခါမှာစစ်တုံကိုလုံးဝကျွတ်ပြီးမှုန်းလိုက်ရန်အတွက်ကျမတို့စီတက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာချက်တုံကို90ရာခိုင်နှုန်းလောက်ကျွပြီးမွှေးလာတဲ့အနေအထားရောက်တဲ့ဆိုရင်ကျမတို့အယောင်တင်မုတ်ထဲပါတယ်။ထမင်းစားစုံနဲ့တစုံခန့်ထည့်တယ်။ထည့်ပြီးတော့သူ့ကိုထက်ပြီးတော့စီတက်ပေးရမှာဖြစ်ပါတယ်။ချက်တုံနီနဲ့ချက်တုံဖြူကိုလုံးဝမွှားပြီးတော့ စ်လာတဲ့အနေထားရအောင်စီတက်ပြီးပြီဆိုရင်တော့ငပိအနေငယ်ထည့်ရပါမယ်။ငပိထည့်ပြီးတော့တည်တည်ချာချာကျေသွားအောင်ရောင်းမလေးနဲ့တွန်းထုတ်ပြီးတော့ခြေပေးရပါတယ်။ဒီအနေထားကတော့ခက်ခက်ခက်ခဲခြေရတဲ့အနေထားပါ။ဒါပေမဲ့လို့စီတက်ထဲကိုငပိထည့်ပြီးစီတက်ခြင်းအပြင် အရန်စားကောင်းတဲ့ခရင်သီးနဲ့လေးတစ်ပွဲရရှိမှာပါရှင်။ထပ်ပြောပြရစီမြမအစားအစာများရဲ့အဓိကသည် ျမတို့စီတက်ဖြစ်ပါတယ်ရှင်စီတက်တဲ့အခါမှာအရန်မှွေးပြီးတော့စားလို့ကောင်းတဲ့နေထိုင်ရအောင်စီတက်ပေးရမှာဖြစ်ပါတယ်ဒီလိုနေထိုင်ရောက်လာရဆိုရင် ကျမတို့သူ့ရဲ့ကိုငြိုသီးစိမ့်ထောင်းလာတာထည့်ပါတယ်ဒါကတော့မိမိကြိုက်တဲ့အမောင်ကိုထည့်နိုင်ပါတယ်ငြိုသီးစိမ့်ထောင်းလာတာထည့်ပြီးပစုံကြောင့်ပေါ့ထောင်းလာတာကိုတစုံခွဲခန့်ထည့်ပါတယ်ဒါကတော့မိမိမှာရှိတဲ့ခင်းန်းသည့်အနေအများပေါ်မှာမူတည်ပြီးတော့ချိန်ဆပြီးတော့ထည့်နိုင်ပါတယ်เนาะ ကျမတို့ရဲ့ပဇွန်ကြောက်ကလေးတွေရဲလာတဲ့အနေထားရအောင်အားလုံးကိုတမအောင်မှုေပြီးတော့စီတက်ပေးရမှာဖြစ်ပါတယ်။ရဲပြီးတော့တမလာတဲ့အနေထားရောက်လာတယ်ဆိုရင်တော့ပထမရေဆေးပြီးရေစစ်ထားတဲ့ခရမ်းသီးလေးတွေကိုစီရီပြီးတော့ထည့်ရမှာ ဖြစ်ပါတယ်။ခင်းသီးရထည့်ပြီးရင်တော့ခင်းသီးနဲ့စီသက်ကိုတမအောင်တိတိကျကျမှွေပေးရပါမယ်။ ရန်သင်းနဲ့စီတက်ကလေးကတမလာတဲ့အနေထားဆိုရင်တော့ရင်းအနှင်းငယ်ထဲမှာပြီးရင်အိုးဖုံးလေးအုပ်ပြီးတော့သူ့ကိုဂျပန်ကျမတို့နှက်ထားရမှာဖြစ်ပါတယ်။ရေသည်အများကြီးမထည့်ရပါဘူးနော်။အရန်လည်းမနေရပါဘူး။အရန်လည်းမမြန်ရပါဘူး။အလေအလက်ပဲရှိရပါမယ်ရှင်။ကျမတို့ခရမ်းသီးနဲ့နှက်နေတဲ့အချိန်မှာအိုးဖုံးလေးကိုဖြွင့်လိုက် ရောင်းမလေးနဲ့မှွေပေးလိုက်မကြမကြလှုပ်ပေးရပါမယ်မဟုတ်ရင်ခင်းသီးတွေကအောက်မှာကပ်ပြီးတော့တူးတက်ပါတယ်နော်အလုံးလိုက်ကိုကလိုချင်နေဆိုရင်တော့ရောင်းမနဲ့မှွေတဲ့အခါမှာတော့သတိထားပြီးမှွေပါရှင်ဟုတ်ကဲ့အရသာဖြစ်ကတော့ကျွန်မစက်သားမုတ်ဇွန်တော်ဝဲထည့်တယ်စားသမင်းစားစုံနဲ့လေးပုံတစ်ပုံထည့်တယ်အလုံးကသမင်းစားစုံနဲ့သုံးတာပါနော်မိမိစိတ်တိုင်းအရသာကိုထည့်နိုင်တယ် ခင်းသီးနဲ့အိုးလေးကတော့တဲနေရင်နဲ့အစီလဲပြန်လာပြီးခင်းသီးတွေကလည်းမိမိလိုတလောက်နွမ်းလာတယ်ဆိုရင်တော့အပေါ်ကနေပြီးတော့အိန္ဒိယမဆလာပါမြန်မာခေါ်ဝေါ်တော့ကလားမဆလာပါအဲ့ဒါကိုကျမတို့အပေါ်ကနေအုပ်ပါတယ်အုပ်ပြီးတော့သူ့ကိုဂျပန်ရောင်းမလေးနဲ့အားလုံးတမအောင်ကျမအမွှေပေးခဲ့တယ်ပြီးရင်တော့သူ့ကိုအိုးဖုံးလေးအုပ်တယ်ခဏလေးသူ့အငွင့်နဲ့သူနှက်ထားပြီးရင်တော့ ဆားရန်အဆင်သင့်ဖြစ်တဲ့ share ခရမ်းသီးနှစ်လေးရရှိပါပြီရှင်။လူတိုင်းကတော့ခရမ်းသီးနှစ်တက်မယ်လို့ယူဆပါရတယ်။ဒါပေမဲ့လို့အမေစုံစုံလေးနဲ့ဆားလို့ကောင်းအောင်ကျွန်မဒီနေ့နှစ်ပြခြင်းဖြစ်ပါတယ်။တချို့ကလည်းအခုမှအိမ်အောင်ကြတဲ့ညီမလေးတွေမောင်လေးတွေလက်တင်လေးတွေရှိတယ်။တချို့ကလည်းဒီပုံစံတိုင်းမနှက်ဘူးပဲနဲ့ရိုးရိုးပဲနှက်ဘူးတဲ့လူတွေရှိပါလိမ့်မယ်။ဒါကြောင့်မလို့ကျွန်မစားကောင်းတဲ့ပုံစံအရာနှက်ပေးခြင်းဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့ယူဆပါရစေ။ Thank you ပါ။